ပြပရောက်မြန်မာလူသားတွေရဲ့လောက်ခလာစာတွေပုံမဝင်ရောက်စေဖို့ကြီးကြပ်မှုကော်မတီဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံတော်ပြန်တမ်းမှဖော်ပြထားပါတယ်။အဆိုပါကော်မတီမှာပြပရောက်မြန်မာနိုင်ငံသားတွေရဲ့လောက်ခလာစာတွေပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီဖြစ်ပြီးကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုတွေမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွဲဖက်အတွင်းရေးမှုက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်လို့သိရပါတယ်။အတွင်းရေးမှုအဖြစ်မြန်မာနိုင်ငံတော်ပုံဖော်ပန်ကနိုင်ငံသား၃ဦးစီမံခန့်ခွဲမှုဌာနကြီးကညွှန်ကြားရေးမှုချုပ်ကတာဝန်ယူမှာဖြစ်ပြီးအဖွဲ့ဝင်၁၁ဦးပါဝင်မယ်လို့သိရပါတယ်။အဖွဲ့ဝင်တွေမှာတမတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ယုံကစစ်ဦးစီးမှုပထမတဲ့တရင်းရက်တပ်ဖွဲ့ရေးမှုကြီးအထူးဆောင်ဆန်းစစ်စေးဦးစီးဌာနကညွှန်ကြားရေးမှုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝင်ကြီးဌာနနိုင်ငံသားရေးဝင်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစေဝါဆက်သွယ်ရေးဝန်ကြီးဌာနကညွှန်ကြားရေးမှုတွေစသူတွေပါဝင်တယ်လို့သိရပါဗျ။ အစိုးရကော်မတီရဲ့တာဝန်တွေဟာပြည်ပကိုတွားရောက်လုံခြုံတဲ့လုံသားတွေရဲ့လဆောင်ငွေကနေအနည်းဆုံး25ရာခိုင်နှုန်း၎င်းတို့ရဲ့မိသားစုတွေထံပြန်လည်လွှဲပို့ရေးအလုံသမားအေဂျင်စီတွေကတာဝန်ခံဆောင်ရွက်ရေးအပေါ်ကြီးကြပ်ဖို့အလုံသမားတွေရဲ့လဆောင်ငွေတွေမိသားစုထံတရားမဝင်လမ်းကြောင်းကနေလွှဲပြောင်းနေတဲ့အလုံသမားတွေနဲ့အကျိုးဆောင်အေဂျင်စီတွေကိုအရေးယူဖို့နေဆက်ဝင်ထွက်ပေါက်ရေစိတ်လေစိတ်တွေကနေပြည်ပကိုထွက်ခွာမဲ့အလုံသမားတွေကိုတမန်ဆောင်ရွက်စာနဲ့အထောက်အထားအချက်အလက်တွေ မှန်ကန်ပြည့်စုံမှုရှိမရှိ စစ်ဆေးဖို့ဘိုဘန်ကခွင့်ပြုထားတဲ့ remittance business license ရကုမ္ပဏီတွေနဲ့ဘဏ်စနစ်နဲ့ချိတ်ဆက်ထားတဲ့နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေကနေတဆင့်လောက်ခလာစာတွေလွှဲပြောင်းနိုင်ရေးစက်မှတ်ဆောင်ရွက်ဖို့အစတာတွေဖြစ်တယ်လို့သိရပါတယ်။မြန်မာရွှေပြောင်းလုပ်သားအများစုဟာအင်းဒီချင်း၊ထိုင်း၊မလေးရှားနိုင်ငံတွေအပြင်ဂျပန်၊တောင်ကိုရီးယား၊အရှေ့လေပိုင်းနိုင်ငံတွေဖြစ်တဲ့အိုမန်၊ကာတာစတဲ့နိုင်ငံတွေကိုတွားရောက်လုပ်ကိုင်လျက်ရှိရလို့သိရပါတယ်။